အားသောဝါလာရှိညီကိုမလာများလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာအော်တိုဘာလာ24ရက်နေ့နောက်ဆုံးရအာဆနယ်မနက်ခင်းသတင်းလေးပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ် YouTube Facebook TikTok ကကြည့်ရှုသူများအားလုံးပဲမင်္ဂလာပါခင်ဗျာ အခုရောက်ပိုင်းသတင်းတွေကတော့ရူမာတွေများတယ်ခုရှေ့ဆုံးသတင်းနှစ်ပုဒ်ဆိုလို့ရှိရင်လေဈေးကွက်ထဲမှာအာဆင်နယ်နဲ့ပတ်သက်ပြီးနောက်ဆုံးရသတင်းတွေဆိုရင်ပဲဖြစ်လာနိုင်ရရာဂိုင်းလုံးတော့နည်းတယ်ဒါပေမဲ့မနက်ခင်းမှာပေါ်ပါအာဆင်နယ်သတင်းတွေနားထောင်နေတဲ့ကျွန်တော်ညီကိုတွေအတွက်ပုံမှန်တင်ဆက်ပေးတဲ့ရေဒီယိုအစီအစဉ်လေးဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်ညီကိုတွေဒါကို ပုံမှန်သတင်းလေးဖြစ်ပဲနားဆင်ပြီးဦးမျှော်လင့်ပါရယ်ပထမဦးတင်ပုတ်ကိုတော့ Core Site ကဖော်ပြထားတဲ့ Dillian Gapson လို့ခေါ်တဲ့လူငယ်ကစားမလေးတဦးနဲ့ပတ်သက်ပြီးတော့ဖော်ပြကြပါရယ် Arsenal တို့ကသူတို့ရဲ့ Academy မှာ quality မြင့်ကစားသမားတွေကိုရင်းနှီးမြှုပ်နှံမှုတစ်စည်းကွက်တည်းမှာလိုက်ပြီးကြည့်တဲ့အခါမှာစိတ်အတီးရဲ့အသင်းရဲ့လူငယ်တိုက်စစ်ကစားသမားလေး Dillian Gapson ကိုခေါ်ဖို့အတွက်သဘောကျတယ်။ဒါပေမဲ့လွတ်လွတ်ကျွတ်ကျွတ်တော့မဟုတ်ဘူး။ Premier League မှာအခြားသင်းတွေဖြစ်တဲ့ Spa, Brentford, Brighton တို့နဲ့သူတို့ကရှင်ပြိုင်ပြီးခေါ်ရဖို့ရှိရယ်။ဒီကစားသမားလည်း quality မြင့်ကစားသမား နိုင်ငံလေးစင်အစ်စ်မှာဆိုလို့ရှိရင်လည်းဒါပြင်သစ်ယူနက်ဆယ်မှာဆိုတွားရောက်ကစားနေတဲ့ကစားမလို့ပြောလို့ရတယ်။ဂျန်ကနေရာဒီရဆိုလဲစိတ်အတီယံအသင်းရဲ့စီနီယာ level အသင်းကြီးမှာ၃ပွဲအထိဝင်ရောက်ဆော့ဝင်ရခဲ့တယ်ပွဲထွက်ပြီးတော့ဗောလေသူ့အနေနဲ့ကြံခဲ့တဲ့ယာတီတုံးက၈ပွဲအထိ၄ကူအားမှစောက်ဝင်ရခဲ့တယ်အဲ့ဒီမှာမှ၃ပွဲကပွဲထွက်ကစားဝင်ရခဲ့တာစိတ်အတီယန်ဆိုတာကကျွန်တော်ညီကိုရင်းနဲ့မစိန်ဘူးဝီလျံစာလီပါကိုကျွန်တော်ခေါ်ခဲ့တဲ့အသင်း အခုသူတို့ကတော့လီတူးပြန်ရောက်သွားခဲ့ပြီအဲ့တော့အဲ့အသင်းကကစားသမားဖြစ်တာဖြစ်တဲ့အတွက်တချိန်လုံးကဆာလီဗာနဲ့ပတ်သက်ပြီးကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့တဲ့ကျောင်းတွေနဲ့အခြားအသင်းနဲ့ရှင်ပြီးခေါ်မယ်ဆိုရင်အဆင်ပြေနိုင်ပြီမဲ့အကယ်၍ကစားသမားက ပုံမှန်ပွဲကစားခွင့်သို့မဟုတ်စီနီယာ level မှာတရားသည့်ဘဏ္ဍပွဲကစားခွင့်ဆိုတဲ့ပုံစံမျိုးနဲ့ရှင်ပြီးကမ်းလဲမယ်ဆိုရင်တော့အာဆင်နယ်တို့ခုံနိုင်ကြီးအရန်နေသွားပြီ။ဘာကြောင့်လဲဆိုတော့ဒီလိုအလားအလာမြင့်လူငယ်ကစားသမားတွေကိုတချို့အလဲလက်အသင်းတွေကပွဲကစားခွင့်နဲ့ခေါ်လာမျိုးတွေရှိတယ်။ဒါကတော့ရှင်ပြီးခေါ်လို့ရမှာမဟုတ်ဘူး။အာဆင်နယ်ကတော့ Academy အတွက်ရင်းနှီးမြှုပ်နှံတာဆိုပေမဲ့သူ့ကိုခေါ်ချင်တဲ့အသင်းတွေမှာဒီ Brentford တို့လိုအသင်းမျိုးတွေပါဝင်နေလေ။ Brighton တို့လိုမျိုးလူငယ်တွေကို Polish တင်ပြီးဈေးကောင်းရအောင်ရောင်းနေ။အသင်းကြီးတစ်သင်းကိုမင်းကို share ပို့ပေးမယ်ဆိုတဲ့ဂတိကိုမျိုးတဲ့ခေါ်တဲ့အသင်းနဲ့တွေ့လို့ရှင်တော့အာဆင်နယ်တို့လိုအသင်းကြီးတွေကဒီကစားသမားတွေကိုနေရာ ားပေးနိုင်မှာမဟုတ်ဒါကြောင့်မို့လို့ကြင်ရင်ဖြစ်သွားဖို့များတယ်လောလောဆယ်တော့ဒီကစားမနဲ့ပတ်သက်ပြီးတော့စိတ်အတီယန်အသင်းကအလို့တကြီးရောင်းချမှာမဟုတ်ဘူးပို့ပြီးဈေးနှုန်းကြီးလာပြီးတော့ပို့ပြီး quality မြင်လာတော့မှပဲဒီကစားမကိုရောင်းချဖို့ရှေ့ဆိုပြီးတော့ဒီ cop site ကဖော်ပြထားတာပေါ့လေအဲ့ဒီကစားမကိုလက်ရှိမှာအသက်18နှစ်ပဲရှိသေးတယ် ပြင်သစ်မျိုးဆက်သစ်တိုက်ဆက်ကစားမှဆိုပြီးသူတို့တုံ့နှုံထားပြီးတော့ပြောကတော့2029ခုနှစ်တည်ရှိသေးတယ်စိတ်အက်ဒီယန်နဲ့စာချုပ်သိမ့်မကြံတော့တာမှိန်မဲ့18နှစ်ရဲ့ကစားမတအုပ်နဲ့ပတ်သက်ပြီးတော့အသင်းတွေဘလောက်ကြီးပဲလိုက်လိုက်ဒီကစားမနဲ့ပတ်သက်ပြီးတော့သူတို့ကလပ်အသင်းရဲ့ plan တွေရှိမလားဒါမှမဟုတ်ကစားမမလုံးတစ်ခုကြောင့်အခြားအသင်းကိုပြောင်းသွားမလားစောင့်ကြည့်သွားတော့မှာပါ ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ Sport Bay ကဖော်ပြထားပါလေ။ဒါကတော့စာဟူဂွေယာစီဆိုတဲ့ဒေါ်မွန်သင်းရဲ့တိုက်စစ်ကစားမနဲ့ပတ်သက်ပြီးသတင်းတွေပြန်ပြီးထွက်လာတာ။ဒီသတင်းကတော့ကောလာဟလာပါပဲ။ဘာကြောင့်လဲဆိုတော့သူတို့ကအာဆင်နယ်ပောင်းဝင်အသင်းတော်တော်များရဲ့နာမည်ကိုပြန်ပြီးတော့ဒီထက်မှဆွဲထည့်ထားတယ်။ဆိုလိုချင်တာဒီကစားမနဲ့ပတ်သက်ပြီး marketing ပြန်ဆင်းထားတဲ့သဘော။ဒီသတင်းကိုတော့ကျွန်တော် Sport Bay ဆီကနေရတာ။ဒေါ်မွန်သင်းဟာသူတို့သင်းရဲ့တိုက်စစ်ကစားမစာဟူဂွေယာစီနဲ့ဒီစာချုပ်ဖြတ်သိမ်းချက်ကိုထုတ်ဖော်ပြောကြားလိုက်တယ်လို့ဆိုပြီးသူကတုံ့နှုံထားတယ်။ ဲ့ဒီကစားသမားရဲ့စာချုပ်ဖြစ်တဲ့ညကဥရောပထိတ်တဲ့အသင်းကြီးဝယ်မယ်ဆိုရင်ယူရိုတန်း90အကယ်မြ sorry ဘက်ကလပ်တင်းကြီးလာပြီးဝယ်မယ်ဆိုရင်တော့ဒီကစားသမားကိုယူရိုတန်း80စာချုပ်ဖြစ်တဲ့ညဈေးကတ်ထားဆိုပြီးတော့ sport bay ကဖော်ပြသွားတယ် အမှန်တော့ဒီကစားမောက်ကြောင့်ညီကိုစိတ်မမှုတစ်ချိန်လုံးကဒါစတုဂတ်အသင်းမှာခြေစွမ်းအញ្ញမ်းပြတဲ့အသက်အရွယ်တစ်ခုရောက်လာတာမှမပြီးမဲ့အတင်းကြီးတွေဝိုင်းဝိုင်းလည်နေချိန်မှာနောက်ဆုံးမလုံးနေနဲ့ဒေါ်မုံသင်းကသူ့ကိုခေါ်သွားခဲ့တာခေါ်သွားတော့က UO 78တန်းနဲ့ခေါ်သွားခဲ့တာ2024ຫນွေဈေးကွက်မှာတော့အဲ့တော့ဒီကစားမောက်ကိုဥရောပထိပ်တဲ့အသင်းတွေနဲ့ဆိုသူတို့မန်ရှင်ထားတာကတော့ Real Madrid Barcelona မန်ချက်စတာယူနိုက်တက်မန်ချက်စတာစီးတီးအာဆင်နယ်ချယ်ဆီလစ်ပါဘူးအဲ့ဒီအသင်းတွေသာဥရောပထိပ်တန်းအသင်းတွေသာဝယ်မယ်ဆိုလို့ရှိရင် Euro 90နဲ့ရနိုင်ပြီးတော့အကယ်၍များ sorry ဘက်ကဝယ်မယ်ဆို Euro 80စာချုပ်ဖြစ်သည့်နေ့ရှိဆိုပြီးတော့ဒီ Sport B ကဖော်ပြသွားတယ်ဒေါ်မွန်တို့လုတ်တက်ကင်တက်တာပြောပါမယ်အသက်အားဖြင့်ဆိုလို့ရှိရင်လေ29နှစ်ရှိဖြစ်တဲ့ကစားသမားနဲ့ပတ်သက်သူတို့ကစာချုပ်ဖြတ်သိမ်းရအောင်ထည့်ထားသေးတယ်သူတို့ဝယ်တော့ယူ18တန်း ဝယ်ခဲ့တာလည်းတိတ်မကြသေးဘူး2024ရမှာသူတို့ Stuka ဆီကနေတော့ဝယ်ထားတာအခုစာချုပ်ဖြတ်သိမ်းရေးအရလိုချင်တဲ့အသိရှိရင်ဒီလိုစာချုပ်ဖြတ်သိမ်းရေးရှိတယ်မင်းတို့အတင်သုံးတိုက်ဆက်ကစားမတူဝါရင်အသိရတခုရောက်နေတဲ့ကစားမတူကိုမင်းတို့အသိနေရေတိုနေနဲ့ခေါ်လို့ရတယ်ဆိုပြီးတော့ပြလိုက်တာအမှန်ကတော့ဒီဘက်ခေဘောလုံးလောကမှာတိုက်ဆက်ကစားမကောင်းနေဝယ်ရတာတော့ရှားလာတယ်တိုက်ဆက်ကစားမတူနဲ့ပတ်သက်ပြီးယူတန်း40 50ဆိုတာခြိုရဲရူအောင်ပြောလို့ရတယ်အခု အသက်လည်းငယ်တယ်ဂိုးသွင်းတာလည်းပြားထားနိုင်တယ်အသင်းကြီးရဲ့လည်းမျက်စိကျနေကင်းထောက်တရားလည်းကောင်းမွန်တဲ့ recommend ပေးထားဆိုရင်အဲ့ကစားမတူကဘာနေနေတိုက်စစ်ကစားမဆိုမော်ဒန်ဘုံလောကမှာတန်းတရာရှိတယ်ကျွန်တော်တို့ ဒီဘီတာယောဂရက်ကိုခေါ်နိုင်ခဲ့တာကဈေးချိုတယ်ပြောလို့ရတယ်ဒါလည်းအသူ့ရဲ့အသက်အရွယ်တကူရောက်နေတာကြောင့်လည်းပါတယ်လို့ကစားမလာချင်တာကြောင့်လည်းကျွန်တော်အိတ်ဈေးနဲ့ရတာ။ဘာကြောင့်လဲဆိုတော့အခု modern bone lock ကဘယ်တိုက်စစ်ကစားမပဲသွားထိထိ UO တန်းတရာပတ်ချလဲဈေးနှုန်းရှိနေတယ်။ဒီနေထားမှာ UO တန်း90နဲ့ရမယ်ဆိုပြီးစာချုပ်ဖြစ်တဲ့ကြီးကိုဒုံဝင်ဘက်ကရွေချက်ရှိနဲ့ထုတ်ပြီးပြောလိုက်တာပေါ့လေ။ဒါပေမဲ့ဒီကစားမနဲ့ပတ်သက်ပြီးတော့ Arsenal ကိုဝယ်မယ်လို့မထင်ဘူး။ဘာကြောင့်လဲဆိုတော့ Gabriel Jesus ကို Arsenal ကရောင်းချလိုက်မယ်ဆိုတော့မှနောက်ထပ် talent မြင့် အသက်25နှစ်ပတ်ချလဲကစားမမျိုးပဲအာဆင်နိုကဖြစ်တင်တော့မယ်29နှစ်ရဲ့ကစားမနဲ့ပတ်သက်ပြီးတော့တန်း90သုံးမယ်လို့ကျွန်တော်ကတော့မထင်ပါဘူးဒီကစားမတော့ဒီရသည်ပြိုင်ပွဲဆုံး10ပွဲမှာ6ကိုသွင်းပြီးတော့၃လုံးဖိုင်ထားတယ်။မနစ်ကဆိုလို့ရှိရင်တော့ပွဲပေါင်း90ကစားထားပြီးတော့အဲ့ဒီမှာ38ကိုသွင်းပြီး6လုံးဖိုင်ထားတယ်။အသက်ရွယ်က29နှစ်ဆိုပေမဲ့လည်းတော်တော်လေးကိုမှအဲ finishing ပိုင်းနဲ့မိုက်တယ်။ဂိုးလက်ရှိတယ်။နေရာယူတာတွေကောင်းတယ်။ ပရမဒီကစားမအောင်ကျွန်တော်အလေလက်တိုက်စစ်ကစားမတူးလို့ပဲထင်ပြီးတိတ်ပြီးအသင်းကြီးတွေစိတ်ဝင်စားဘူးဒေါ်မွန်စီရောက်သွားတော့မှပဲပို့ပြီးတော့ပွက်လောရိုက်လာခဲ့တာဗောလေအဲ့တော့လေတော်များသိရင်သူ့လူချင်းနဲ့ပညာထွက်လိုက်သေးတယ်ဒါပေမဲ့တကယ်ထက်ထဲဝင်ခေါ်နိုင်ခဲ့တော့ဒေါ်မွန်အသင်းအခုတော့အသင်းကြီးနဲ့နာမည်တချို့ထွက်လာပြီမလဲအာဆင်နယ်ရောရီယယ်ထဲမှာတော့ဒီကစားမမရှိဘူးလို့တော့ကျွန်တော်ကတော့ထင်ပါတယ် တတိယမြောက်သတင်းတစ်ပုဒ်ကတော့ချန်ပီယံလိပွဲစဉ်3ပြီးဆုံးသွားပြီကျွန်တော်လိဖက်ပွဲစဉ်3ပေါ့လေအသင်းတိုင်းက3ပွဲ3ပွဲစီကံပြီးသွားပြီအဲ့ဒီနေထားမှာအာဆင်နယ်နဲ့3ပွဲစာယာနုံးပြည့်အနိုင်တပွဲကို2ဂိုးလုံးသွင်းထားတယ်နောက်ဆုံးပွဲမှာဆိုရင်4ဂိုးတိရတာတယ်ဒါကြောင့်မို့3ပွဲပေါင်းအာဆင်နယ်ကသွင်းဂိုး8ဂိုးပေကိုလုံးဝမရှိရမတ်အဖြစ်ဆိုရင်ကိုမတ်တီစူးစောင်းထားနိုင်ခဲ့တယ်။နောက်လာမဲ့ပွဲမှာတော့ဒီဆလာဘီယာပရာဟာနဲ့အာဆင်နယ်ကဆော့ရမှာပေါ့လေ။အဲ့တော့ ဒီပွဲမှာဆိုလို့ရှိရင်တော့ဒီအသင်းကလည်းခေတဲ့အသင်းတော့မဟုတ်ဘူးသူတို့အနေနဲ့၃ပွဲကံပြီးအချိန်မှာနှစ်ပွဲကိုသေရအောင်ကံနိုင်ခဲ့တယ်အဲ့သေရကံတဲ့အသင်းတွေကိုလည်းနည်းနည်းကြောက်ရတယ်ဘာလို့လဲဆိုတော့အဲ့အသင်းတွေကအနိုင်လဲမယူခြင်းဘူးအရှုံးလည်းမပေးဘူး တစ်ဖက်ကလည်းအခက်တွေ့အောင်တေရီဆိုတဲ့ရလက်ကိုရပြီးပိတ်ဆို့ပြီးဆော့တဲ့တဲ့မှာပါတယ်သူ့အနေနဲ့ဘိုဒိုကလင်းကိုတူတူတေကြထားတယ်သူတို့အိမ်ကွင်းမှာအင်တာမီလန်ဝေးကွင်းမှာ၃ခုပြည့်နဲ့ရှုံးထားတယ်အတလန်နာကိုတော့အဝေးကွင်းမှာဇီးဇီးတေရီခံကန်ထားတယ်ဒီနေရာမှာအတလန်နာအသင်းနဲ့ပွဲစဉ်ရဲ့ဘိုဒိုကလင်းနဲ့အသင်းနဲ့ပွဲစဉ်မှာ shot on target တွေတော်တော်များလုံနိုင်တာတွေ့ရတယ် ဒါပေမဲ့ဂိုးပေါက်တက်မှုနေတဲ့ဆိုပေမဲ့ကန်ချက်တွေတော်တော်များဂိုးဘက်ကိုကန်တာကိုတွေးရတယ်။ဒါကြောင့်မို့လဲဒီအသင်းကအရင်အသင်းနိုင်တယ်လို့တော့ပြောလို့မရဘူး။ဒါပေမဲ့ဒီပွဲစဉ်တော့အာဆင်နယ်အနေနဲ့ကောင်းကောင်းလေးဖျက်ချော်နိုင်မယ်ထင်တယ်။ဒီချန်ပီယံလိပွဲစဉ်သုံးကန်ပြီးသွားတဲ့အချိန်မှာတရားရဂိုင်းနှုံးအပြည့်နိုင်ပွဲပုံဖော်ထားတဲ့အသင်းက၅သင်းပဲရှိတော့တယ်။အဲ့ဒါကတော့ PSG ဘိုင်ယန်မြူးနဲ့ရီယယ်မက်ဒရစ်အင်တာမီလန်နဲ့အာဆင်နယ်ဒီ၅သင်းပဲရှိတော့တယ်ပွဲစဉ်၄ကြိမ်ရောနိုင်ပွဲ၁၀၀ကြိမ်လုံးအပြည့်ဖော်ထားတဲ့နေအသင်းဘယ်နှသင်းကြံမဲ့ထင်လဲခော့မောင်ဝင်ရောက်ရေးသားပြီးတော့ပေါ့အာဆင်နယ်ကတော့ဒါဥရောပချန်ပီယံလိပြိုင်ပွဲမှာပေးကူတစ်စက်မှမရှိဘူးပရီးမီးယားလိမှာဆိုလို့ရှိရင်လည်း၈ပွဲကံပြည့်အချိန်မှာ၅ပွဲကကလင်းရှိရတယ်၃ပွဲပဲပေးကူရှိတယ်ပေးကူရှိတဲ့၃ပွဲလည်းတကူးစီပဲပေးထားတယ်ဒါကြောင့်အာဆင်နယ်သင်းရဲ့ခန်းစစ်ကဒီရသီမှာတော်တော်လေး strong ဖြစ်တယ်လို့ပြောလို့ရပါတယ် ဘောလုံးမွေးနဲ့ပတ်သက်ပြီးတော့စီးပွားဖြစ်ဖြစ်ပြောရင်းဖြစ်ကစားကြည့်နေဆိုတော့ Viber ဖုန်းနံပါတ်3996 646 463တိန်နံပါတ်3996 9593 Crown ရောင်းတွေမှာဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ်။ဘယ်မှာပဲဆော့ဆော့ပါဘောလုံးမွေးနဲ့ပတ်သက်ပြီးစော့ကျင်တယ်ကိုထုတ်စီမှာပဲအကောင့်ဖွင့်ကျင်တယ်ဘောလုံးမွေးနဲ့ပတ်သက်ပြီးစိတ်တန်းကြလာပြီးမေးကျင်တယ်ဆိုတော့ကျွန်တော် agent လုပ်ပြီးအားလုံးကိုလက်ခံပေးနေပါတယ်။မစော့တတ်တဲ့သူတွေကတော့ YouTube မှာကျွန်တော်အားပေးလို့ရပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ဒါအာဆင်ဝင်းက အမေးဖြေကဏ္ဍတစ်ခုမှာပြောသွားလိနေပတ်သက်ပြီးဖော်ပြပေးခြင်း ਨੇ ကျွန်တော်တို့နီးပြရေးကြောင်းလည်းမပြောရတာကြာပြီပေါ့လေဒါကတော့အာဆင်ဝင်းကားကို Bain Sport Interview မှာမေးထားတာဒီရသည့်အာဆင်နယ်သင်းကချန်ပီယံဖြစ်နိုင်လားဆိုပြီးတော့တစ်ဖက်ကမေးတာပေါ့လေအဲ့မှာအာဆင်ဝင်းကားကဘယ်လိုပြန်ဖြေလဲဆိုတော့ကျွန်တော်ရေးရဲကြီးပြောရဲပါတယ်ဒီရသည့်အာဆင်နယ်ကချန်ပီယံအသွေးမွေးပါပဲအရန်လူစင်းကလည်းတောင်းတင်းနေပြီးတော့နှစ်တိုင်းဒီလိုမျိုးခံစားခဲ့ရတာမှတ်ပြီးမဲ့ဒီနှစ်မှာသူတို့ကပို့ပြီးရင်ကျက်လာတယ်ပို့ပြီးနိုင်ပွဲတွေကင်တွယ်လာနိုင်တယ် ်လက်ပါဝူးနဲ့ချက်စီပွဲမှာတခုတတိထားမိတာကလူမရှိလို့ဆိုဘော့စလိုင်းကိုညာနောက်ခံကစားသမားအဖြစ်လက်ပါဝူးကိုအသုံးပြုသွားတာတွေ့ရတယ်ဒါပေမဲ့ ီလိုလောက်ရမျိုးကိုအာဆင်နယ်ကိုလုတ်ဆရာတော့မလိုပါဘူး။ဘာကြောင့်လဲဆိုတော့အာဆင်နယ်တင်းရဲ့ squad ကတောင်းတင်းနေပြီးတော့ဘဲချိန်ဆို quality to quality player တွေအရန်တင်းအစားထိုးနိုင်တာဖြစ်တဲ့အတွက်ဒီရသည်မှာအာဆင်နယ်တင်း champion ဖြစ်နိုင်တဲ့အသွေးမွေးမှုမြင်ရဆိုပြီးတော့အာဆင်ဝင်းကားကြီးကပြောသွားတယ်။အဲ့မှာသူပြောသွားတဲ့တည်းမှာကျွန်တော်တစ်ချက်ကြည့်မိတာတော့အာဆင်နယ်တင်းရဲ့တောင်းတင်းလာတဲ့လူစင်းကိုအဓိက focus လုပ်ပြီးပြောသွားတယ်။အခြားပြိုင်ဘက်အသင်းတွေကစားသမားတွေ rotation လုပ်ပြီးတော့အရေးတကြီးသုံးနေရတဲ့အချိန်မှာအာဆင်နယ်က အသင်းရဲ့တောင်လင်းလာတဲ့လူစင်းကြောင့်တိတ်ပြီးတော့ rotation လုပ်ဆရာမလိုဘူးရှင်ရွက်ကစားသမားတွေပဲပိုရှန်နေတဲ့သုံးလို့ရဆိုသူ focus ထားပြီးပြောရတယ်နောက်တစ်ချက်ကကြံခဲ့တဲ့ယာတီကလည်း champion ဖြစ်ပဲလို့ခံစားပြရတာမှိုင်မယ်ဒီယာတီအာဆင်နယ်ကပိုပြီးရင်းကျက်လာဆိုပြီးသူ focus လုပ်ပြောရတယ်အဲ့ဒီနှစ်ချက်ကတော်တော်လေးရေးကြီးတယ်အသင်းတစ်သင်းကအရင်အင်းအားလည်းတောင်တင်တဲ့ကစားသမား quality လည်းများဆိုရင်အသင်းကမျိုးစုံသုံးလို့ရတယ်နောက်တစ်ချက်ကတော့ဒီအသင်းရဲ့လက်ရှိသွားနေတဲ့ project ရီမန်းချက်ဒီအသင်းရဲ့ ပို့ပြီးရင်းကျက်လာတဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့အာဆင်ဝင်းကားပြောပါပါလေဒါကြောင့်မို့ကျွန်တော်လည်းဒီရသည်မှာအများကြီးအသင်းကိုမျှော်လင့်မိဆိုတာဒါအကြောင်းလဲပါတယ်အသင်းဘုတ်ဖွဲ့ရဲ့ပံ့ပိုးမှုတွေအာတီတာရဲ့ ပို့ပြီးရင်းကျက်လာတဲ့အပိုင်းတွေကစားသမားတွေရဲ့ mandate တည်ငြိမ်မှုတွေနဲ့နောက်ဆုံး၄ခုပြတ်နိုင်နေရာတော့မှပေးခုတခုမှမပေးဘူးပါဆိုတော့စိတ်နှစ်ပြီးကစားမှုတွေကိုကျွန်တော်မြင်တွေ့ရတယ်။ဒါကြောင့်မို့ဒီရသည့်အာဆင်နယ်က major flaw တစ်ခုခုရယူနိုင်လိမ့်မယ်ဆိုပြီးတော့အာဆင်ဝင်ကားသုံးသက်ခဲ့လို့ကျွန်တော်ကလည်းထပ်တူအဲ့လိုထင်ပါတယ်။ကျွန်တော်ညီကိုတွေကဒီရသည့်ပြိုင်ပွဲစုံမှာအာဆင်နယ်ဘယ် flaw တွေကိုအဓိကရသွားနိုင်လဲခွန်မှဝင်ရောက်ရေးသားပေးတော့ပါဦး။အဆုံးထိကြည့်တက်လဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။